္ဂလာပါပိတ်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမအဆုံးသတင်းဒီပုတ်ကတော့အမေရိကန်အထက်လွှတ်တော်ဤဒီမိုကရက်ပါတီဝင်များကစာတမ်းအစ်အားလူတူတို့ချပြဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ထိုစာတမ်းတွေတွင်ကလေးသူငယ်များအားလိင်မိုင်းဆိုင်ရာအမျက်ထုတ်ခဲ့သော Jeffrey Epstein အမှုတွင်ပါဝင်သောအသက်မပြည့်သေးသောမိန်းကလေးငယ်များအားသမရဒေါ်နယ်ထရန့်ကသိရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါရရှင်။ဒုတိယသတင်းဒီပုတ်ကတော့အမေရိကန်လှုပ်ဝှက်ထောက်လှမ်းရေးအဖွဲ့ကအစ္စရေးရှိအရာရှိချို့ဟာဂါဇာပြည်သူများအားလူသားတိုင်းပြုလုပ်ရန်အတွက်အစွန်းနှွေးနေကြောင်းထုတ်ပြန်လိုက်တဲ့ဆိုတဲ့ ဲ့တည်င်းမဲ့ဖြစ်ပါရဲ့ရှင်။ယခုလိုထုတ်ပြန်ချက်ကြောင့် American အစိုးရအနေဖြင့်ဂါဇာပြည်သူများဤလူခွင့်ရေးဆိုင်ရာဆုံးရှုံးမှုများဖြစ်ပေါ်လာမလားဆိုပြီးစိုးရိမ်လျက်ရှိနေကြပါရဲ့ရှင်။တတိယတည်င်းတစ်ပုဒ်ကတော့နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင်လူမျိုးတုံးတက်ပြတ်မှုမရှိကြောင်း African Union အဖွဲ့အစည်းကြီးဤဥက္ကဋ္ဌဖြစ်သူကပြောကြားဆိုတဲ့တည်င်းမဲ့ဖြစ်ပါရဲ့ရှင်။သမ္မတဒေါ်နယ်ထရန့်ဆွဆွဲခဲ့သလိုခရီးယန်ဘာသာဝင်များအားအစုလိုက်ပြုံလိုက်တက်ပြတ်မှုမရှိကြောင်းညှင်းပယ်လိုက်တာပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်တည်င်းတစ်ပုဒ်ကတော့အိန္ဒိယနိုင်ငံဤမြို့တော်ဖြစ်သောဒေလီမြို့တွင်ကားဘုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက်အစုံစမ်းစစ်ဆေးမှုများပြုလုပ်နေ ြီးဆိုတဲ့သတင်းမဲ့ဖြစ်ပါရဲ့ရှင်အာနာပိုင်များကတော့ထိုးပောက်ကွယ်မှုကိုပြုလုပ်ခဲ့တဲ့သူများဟာကက်ရှမီးယားတွင်ဖမ်းမိခဲ့တော်သူများနဲ့ဆက်ဆက်နေမလားဆိုပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိနေပါရဲ့ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ရုရှားနိုင်ငံသားရေးဝန်ကြီးကအမေရိကန်အားတတိပေးဆိုတဲ့သတင်းမဲ့ဖြစ်ပါရဲ့ရှင်ရုရှားယူကရိန်းစစ်ပွဲအတွင်းသို့တစတစဝင်မပါလာရန်မျှော်လင့်ကြောင်းပြောကြားလိုက်တာပဲဖြစ်ပါရဲ့ရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်